မင်္ဂလာပါဘူဘူဖြစ်ပါတယ်ဘူဘူထဲမှာတကားကျူဆူပါတယ်ဒီနေ့မှာကြတော့ကျွန်တော်ပေါ့နော်ထိုင်းစကားလေးခုလာဆိုရှင်းပြတာဖြစ်ပါတယ်နေ့တိုင်းလိုပဲနော်ပုံမှန်ပုံမှန်တိုင်းထိုင်းစကားလေးခုပေါ့နော်ဒီ video file ကโอเคအဲ့ဒါဘာတွေပါလဲဆိုတော့လှုပ်ဖူးတယ်စားဖူးတယ်တွားဖူးတယ်လာဖူးတယ်ဆိုတဲ့စကားလေးခုဖြစ်ပါတယ်โอเคအဲ့ဒါဘာတန်ဖက်ဘလူးနေလဲဆိုတော့ကျွန်တော်ပြောပြမယ်နော်โอเคနံပါတ်1လှုပ်ဖူးတယ်ဆိုတာကြတော့ခေထမ်း เคยทําလုတ်ဖူးတာပေါ့နော်လုတ်ဖူးတယ်အရင်လုတ်ဖူးတယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်โอเคနံပါတ်1เคยกินเคยกินစားဖူးတယ်အရင်စားဖူးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်โอเคနံပါတ်3နံပါတ်3ဆိုတာကြတော့အာသွားဖူးတယ်ဆိုလို့ရှိရင်เคยไปเคยไปသွားဖူးတယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်အရင်ကသွားဖူးတယ်ပေါ့နော်သွားဖူးတယ်โอเคနံပါတ်4နံပါတ်4လာဖူးတယ်ဆိုတဲ့ကြတော့เคยมาเคยมา လာဖူးတယ်အရင်လာဖူးတယ်ဆိုတဲ့သဘောရှိပါတယ် okay အားလုံးစပြေမလို့ထင်ပါတယ်ကျွန်တော် channel လေးမှာ cream video finding အမြင်နဲ့လို့လို့တိုက်မြင်နဲ့လို့လို့တင်ပေးနေတာဖြစ်တဲ့အတွက်ကျွန်တော် channel လေးကို follow မလို့ရသည် follow လေးလုပ်သွားပါလို့ကိုယ့်ရဲ့ social media မှာနည်းနည်း share ပေးပါလို့ပြောချင်ပါတယ်အားလုံး thank you ပါขอบคุณครับ bye bye